မင်းရဲ့သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတတ်စင်လွဲမပါစေနထာ25ခုနှစ်အောက်တိုဘာလ22ရက်နေ့တနင်္ဂနွေသားသမီးများအတွက် တနေ့တာဟော့စတန်ဖြစ်ပါတယ်တနေ့ကနေ့သားသမီးများအတွက်ဒီနေ့မှာမိတ်ဆွေကောင်းတွေပညာကောင်းတွေပညာဒူးတွေရရှိတတ်တဲ့ရွေးကားနေပြီးတော့လေတည်ငောင်းတွေချရတတ်တဲ့ဝေးချေးတွေကတော့ တုံးလေဝင်လေဖြစ်နေပြီးတော့ဒီနေ့မှာငွေရေးကြီးတွေအဖက်ဖက်ကနေဝင်လာတဲ့တဲ့အလုံးမှလည်းအဆဆရရအရှင်ကြီးအောင်မြင်နေနော်ကျမ်းမာရေးအနေနဲ့ခေါင်းမူရဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချီရေးမှလည်းကြားလေသွေးလိုဝေးနေရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအပြာရောင်နဲ့အစိမ်းရောင်ပဲဖြစ်ပါတယ်ရေရအနေနဲ့မိမိအရှိဖျားမှာ ဘုဖတ်တော်ကလူပေးရမှာဖြစ်ပါရဲ့ရှင်။ခொနည်းသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါရှင်။အိတ်ထသဘောကိုစောင်းတဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောစောင်းတဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်လွဲမပါစေ။၂၀၂၅ခုနှစ်အောက်တိုဘာလ၂၂ရက်နေ့ တနင်္လာသာသမီများအတွက်တနေ့ဒါဟောစရံဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာစိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေကြီးနူးဝမ်းမြောက်စရာများနဲ့ကြုံရမယ်နေ့မျိုးဖြစ်ပါတယ်အဖက်ဖက်က နေပြီးတော့လေကိုယ့်ကိုအချိန်ကြီးကောင်းနေပေးလာတတ်တယ်ဘာပဲလုပ်လို့ရဲရဲသာလှုပ်ဆောင်မှအဆင်ပြေအောင်မြင်မယ်နော်ကံအခွင့်အမ်းနေလေအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ် ကျမ်းမာရေးအနေနဲ့မျက်စိနာတဲ့မျက်စိအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချီရေးမှလည်းကြားလေသွေးလိုဝေးနေရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပြီးတော့အရောင်မှာအဖြူရောင်ပဲဖြစ်ပါတယ်ရေရရာအနေနဲ့မိမိအရှိဖျားမှာတီးဆုံကဲကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်နေမကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွဲမပါစေ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့အင်္ဂါသာသမီများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်အင်္ဂါသာသမီများအတွက်ဒီနေ့မှာရက်ဆိုင်ထားတဲ့လုပ်ငန်းတွေကပြန်လည်ဆက်တင်လာဆက်တင်ရတဲ့ အလုံးမှလည်းအဆဆအရရာအစီပြေအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်။ရည်ရထားတဲ့လုပ်ငန်းတွေလည်းဒီနေ့မှရရဲတာလှုပ်ဆောင်မှအစီပြေအောင်မြင်မယ်နော်။ချစ်သူစီကနေပြီးတော့လည်းမမျော်လင့်ဘဲနဲ့လက်ဆောင်ကောင်းတွေရတတ်တဲ့ကျမရဲ့အနေနဲ့ခြေထောက်တစ်ဖက်မှာနာကျင်တာခိုက်ခဲတဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကနန်းကတော့နှစ်နဲ့ရှစ်ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာ ခရမ်းရောင်နဲ့အပြာရောင်ပဲဖြစ်ပါရဲ့ရေရယာအနေနဲ့မိမိအရှိဖျားမှာလိမ္မော်ရေကလူပေးရမှာဖြစ်ပါရဲ့ရှင်ဒီရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်လွဲမပါစေ၂၀၂၅ခုနှစ်အောက်တိုဘာလ 2022ရဲ့နေ့ဗုဒ္ဓဘူသာသမီများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီများအတွက်ဒီနေ့မှာ အလုံးနဲ့ပတ်သက်ပြီးသွားရင်ရဝေးမှာရှိတဲ့အဆက်တွေကောင်းတဲ့အချိတ်ဆက်ကောင်းဒီနေ့အတွက်ရရှိတတ်တဲ့အလုံးနေရာတိုင်ငင်းတွေလည်းဒီနေ့မှာအထူးကောင်းမွန်တဲ့နေ့မျိုးဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့လက်မှာ ထိခိုက်တန်ရာရတတ်တဲ့တတိထားနော်။အချီရေးမှာလည်းစိတ်အလိုမကျတဲ့တအားများနေတတ်တဲ့ ွေရေးချင်းနဲ့ပတ်သက်ပြီးသွားရင်လည်းဒီနေ့တော့စကားပြောဆိုရတာငွေရေးချင်းတွေကဝင်တာနည်းနည်းဝင်တယ်ဒလဟောကိုထွက်နေတတ်တယ်ငွေချင်းနဲ့ပတ်သက်ရင်လေဒီနေ့တော့အချိုးပြတဲ့ကဏ္ဍကတော့ငားနဲ့ကိုဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှညညိုရောင်နဲ့ညိုရောင်ပဲဖြစ်ပါတယ်ရေရီယာအနေနဲ့မိမိအိမ်ရှိပြားမှာရွှေသမင်းကလူပေးရမှာဖြစ်ပါတယ်ရှင်မြေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိတ်ချသဘောကိုဆောင်တဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ကျသာပရိသသမီးများအတွက်တနေ့တာဟော်စဒန်ဖြစ်ပါတယ်ကျသာပရိသသမီးများအတွက်ဒီနေ့မှာ ကိုယ့်ရဲ့အပေါ်မှာမနာလိုတဲ့သူတွေရန်လိုတဲ့သူတွေတကူတကနောက်ချက်ရှင်တဲ့သူများနဲ့ဒီနေ့မှာတွေ့ရတဲ့တင်နေရင်ထိုင်ရင်လည်းစိတ်ကြီးအလိုမကျတာတွေအာ အပြောမှအဆိုမှဆုံးဖြတ်ချက်အမားတွေဖြစ်နေပြီးတော့အများနဲ့တယောက်ဆိုလို့ကိုကဆက်ညင်ပတ်တွေဖြစ်နေတတ်တယ်။ကျမ်းမာရေးအနေနဲ့လည်းခြေတော့မှထိခိုက်တန်ရရတတ်တယ်တတိထားနော်။အကျိုးပေးတဲ့ကနန်းကတော့တင့်နဲ့ နှစ်ဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှအဖြူရောင်ပဲဖြစ်ပါတယ်။ရရာအနေနဲ့မိမိအိမ်ရှိဖျားမှကော်ဖီနှစ်ခွက်ကပ်လူပေးရမှာဖြစ်ပါတယ်ရှင်။ခொနီရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။ 2025ခုနှစ်အောက်တိုဘာလ22ရက်နေ့တောက်ကြတာမီများအတွက် တနေ့တာဟော်စဒန်ဖြစ်ပါတယ်။တောက်ကြသားမိများတို့ကိုဒီနေ့မှာကိုယ့်ရဲ့အပေါ်မှာအလုတ်မှာ မနာလိုတဲ့သူတွေအတိုက်အခံလှုပ်ချင်တဲ့သူတွေကဒါကြီးကိုများနေတတ်တယ်။ဝေကျေးကံလေဒီနေ့အတွက်မကောင်းသေးဘူးနော်။ဝေကျေးနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေလှုပ်ဆောင်မဲ့ဆိုရင် အထူးတတိကြပြီးဆောင်ရွက်နော်။လျှက်စစ်ပစ္စည်းတွေစက်ပစ္စည်းတွေလည်းတစ်ခုပြီးတစ်ခုကို တောက်လျှောက်ဆိုလိုမျိုးဒီနေ့မှာထွက်တာ ပြက်တာ ပြုတ်ပြင်ပြင်ဆင်ရတာတွေကတအားကြီးကိုများတတ်တယ်။ကျမရဲ့အနေနဲ့စီးနဲ့ပတ်သက်တာမျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေလည်းခံစားရတတ်တယ်။အချီးရေးမှတာရတယ်နော်။အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ရှစ်ဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှမင်းညိုရောင်ပဲဖြစ်ပါရဲ့။ရရရာအနေနဲ့မိမိအရှိဖျားမှာကြောက်ကြောကလူပေးရမှာဖြစ်ပါရဲ့ရှင်။ ခொနီရသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိထသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိထသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်အောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့စနေသားသမီးများအတွက် တနေ့တာဟောစဒန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာအလုတ်မှာစိတ်မပါပဲဖြစ်နေတတ်တယ်စိတ်တွေလေးနေလူဟာတသက်စိတ်ကတသက် ဆိုသလို ဖြစ်နေတတ်တယ်လျှက်စစ်ပစ္စည်းတွေလည်းဒီနေ့မှာတစ်ခုပြီးတစ်ခု ဆိုသလိုဒုတဲ့ကြီးကြီးတွေပြုပြင်ရတာပြင်ဆင်ရတာမွမ်းမံရတာအပြည့်စီအပြည့်တွေနည်းနည်းများတတ်တယ်လူမျိုးခြားဘာသာခြားတွေရဲ့မရည်ရွယ်ပဲမထင်မပဲနဲ့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေ အဆက်အသွယ်ကောင်းနေဒီနေ့အတွက်ရရှိတဲ့ဝေချေကံကောင်းနေနော်ဝေချင်းနဲ့ပတ်သက်အရှင်ပြေမယ်ကျမ်းမာရေးအနေနဲ့ကိုယ်လက်ရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အခြေအမှတော့ကိုယ်ကိုချစ်သူကအထင်မြင်လွဲမှားเสียများနဲ့ ီနေ့မှကြုံရတတ်တဲ့တတိထာနော်အကျိုးပေးတဲ့ကဏ္ဍကတော့တင့်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအစိမ်းအောင်နဲ့အနီရောင်ပဲဖြစ်ပါတယ်ရေရရအနေနဲ့မိမိအိမ်ရှိဖျားမှာပေါင်မို့၅ချက်ကလူပေးရမှာဖြစ်ပါတယ်ရှင်